င်နာလေးရာ28ရင်းနီးရပျောက်တာဘောကြီးဟာယတနာရဲ့အမေကြီးယတနာလေးကနှစ်နှစ်နဲ့ခုနှစ်လပဲရှိသေးတယ်အဲ28ရင်းနီးမှာမနေ့ပိုင်းလေကွာအဲ့လိုတင်ရအိမ်ရှိမှလာထိုင်နေတယ်မိနေမျိုးလုံးကတွေ့တယ်ကိုကတော့ဘာမှမဆိုင်တော့မပြောဘူးအင်ရသားနဲ့တော့စကားတွေပြောနေတယ်အော်မိုးတွေပါတော့ဘိုက်ကြီးတွေတယောက်ဆိုတော့တနာလို့အိမ်ထဲကိုခေါ်ပြီးတော့ မိုးခိုခိုင်းနေမိုးခိုခိုင်းမှာညက်နေဆောင်ကြတော့ကလေးနှစ်ယောက်ကအပြင်မှာသွားတော့ဟိုနာပန်လေးဆိုင်မှာမုတ်သွားဝဲစားတယ်အဲ့ဒီအချိန်မှာအဲ့မိန်းမလည်းဖြစ်ခဏပြတ်သွားတယ်တောက်သွားတော့ဟဲ့ကလေးတွေဘယောက်သွားလဲဘယောက်သွားလဲမျိုးကလေးအကြီးကောင်ကတားလို့သူကပြန်အောင်ဟိုမိန်းမအိတ်ကိုထားခဲ့လို့ကောင်းကလေးအဲ့မိန်းမငါတို့နဲ့အမျိုးလည်းမဟုတ်ငါတို့ညီကောင်မလည်းမဟုတ်နင်းအဲ့ကလေးငါကလေးဘယ်မှာလဲသွားချရည်လို့ လိုက်ချတော့အဲ့ကလေးမနဲ့အဲ့မျိုးသမီးကမတွေ့တော့ဘူးအတောက်ဆိုင်မှာလည်းမေးကြည့်တော့ဟုတ်တယ်ကလေးနဲ့ကလေးခေါ်ဘူးဟုတ်ပါတော့ကျွန်မလိုက်ချတော့မတွေ့တော့အနာကလူတွေကိုခေါ်အဲ့လောက်ကြပါအောင်ကဲကြပါအောင်ဟိုဘိုက်ကြီးထဲမှာကလေးကိုခေါ်သွားတယ်ဆိုပြီးတော့တညာလုံးချလိုက်ကြတာမတွေ့ဘူးည6နာရီခွဲလောက်ကြတော့အညာသားရဲ့ဖုန်းကိုဆာဖမ်းဖို့လေငါဘယ်သူလဲဆိုတာသိလားငါအကြောင်းသိချင်းရဲစခန်းကိုနေကြည့်ဆိုတော့ ဒီမိမရဲနဲ့တော်တော်ပိုင်ပုံလေးရပါတယ်နော်ငါအကြောင်းကြည့်ရင်ရဲရဲစက်ထောက်မေးမလို့လားဆိုတော့ကိုယ်လည်းမမေးပါဘူးဘောပြုံးကိုသူ့ရဲ့လုံရင်တူရင်မြတ်ခါကျသိန်းတရာတောင်းတယ်အဲ့သိန်းတရာကိစ္စမှာဘယ်သူမှမတိကြဘူးဘယ်သူမှမတိအဲ့သိန်းတရာရဲ့ကိစ္စကျမတို့မှာအင်းကြီးနာချင်းနေရနေပြီးတော့သူရှာရှိတဲ့ဆွေလေးပေါင်းသူများရှာရှိတဲ့ဆွေလေးပေါင်းလုပ်ပေးကြပါတော်ကြီးအိမ်ရောင်းပြီးပေးပါမယ် ိုကလေးရရင်ပြီးတော့လေအိမ်မဲကုန်းကုန်းဘလိုပဲနေရနေရဆိုတဲ့အပြင်မနေ့၈နှစ်နေကိုပေးပါမယ်လို့ဆိုပြီးတော့မနေ့၈နှစ်နေသူတော့အနာအနီးတရားသူ့ဆွေတွေပေးပေါင်းကိုဆွေတွေပေးပေါင်းသူ့ဘတ်တော့ပေါင်းပေးကြတယ်သိမ့်ပြားပြင်ပြီးတော့ခုနှစ်နေနဲ့23မိနစ်မှာရိုးကြီးကနေဆန်းဖုံးဆက်တယ်ခလေးတယောက်တွေ့ပြီးဆိုတော့ကျမတို့မှာရိုးကြီးသွားရိုးကြီးကြတော့မဟုတ်ဘူးခလေးမေရခမရလာတော့ဟုတ်ပါတယ်ဗောရိုးကြီးကြတော့ မိုင်း20မှာမင်းကလေးအလောင်းတွေးလို့တဲ့မိုင်း20ကိုရောက်သွားပြန်တော့လဲဆေးရုံသေးသွားပြီတဲ့ဆေးရုံကမှကိုမီလေးရဲ့အလောင်းဖြစ်နေတယ်အဲ့အချိန်ထိမှလဲအဲ့ဖုံကတင်းတရာပို့ဖို့အမြဲစာပို့နေသေးတယ်အဲ့ရဲ့စာရီအကုန်လုံးရဲစခန်းမှာရှိတယ်ဒါပေမဲ့အခုချိန်ကြည့်တော့ဘာတည်င်းအဆနာမှမရသေးဘူးအကုန်လုံးခလေးရှိတဲ့မိသားစုတွေမိသားစုတွေလည်း ကြောက်မိကြပါဘူး။သူနဲ့နီးတဲ့ပတ်ဝန်းကျင်မဲ့ဖြစ်ဖြစ်ကိုအနီးနာလူတွေမိမိအနီးနာလူတွေဘယ်သူဘာလောက်စားလဲဘယ်သူဘာလောက်စားလဲတကယ်လို့များသိကြမယ်ဆိုရင်တာဝန်ရှိပုဂ္ဂိုလ်တွေအကြောင်းကြားပေးပါ။နှမို့ဆိုရင်ကိုလည်းဘယ်တော့ရောက်ပါမလဲဆိုတာကိုဖြစ်လာမယ်အချိန်လေးတွေရောက်ပါဆိုလို့စိုးရင်လုံးလို့ကိုခံစားသလိုကိုမီးလေးအသက်ဆုံးဆုံးသွားသလိုသူများကခလေးတွေလည်းကိုလိုမခံစားစေချင်လို့ ကုံတော့ကလည်းဝိုင်းပြီးတော့ကုညီပေးကြပါဒါပေမဲ့အဲ့အမျိုးသမီးကိုမိခဲ့မယ်ဆိုရင်တော့ကျမခမင်းခေါ်ကြွေးကျင်သေးတယ်သူစားကျင်တဲ့ငပြီးတူစရာလေးကျမကိုပြောခဲ့လို့အဲ့လောက်ထိစေနာထားတာလူတစ်ဖက်သားပေါ့ဂျေရနာလေးအသက်ဆုံးဆုံးတို့လို့သူတို့မိသားစုအသက်မဆုံးဆုံးပါခြင်းနဲ့ဂျေရနာလေးနာကျင်ခံစားရတယ်လို့ထိုပုဂ္ဂိုလ်ရဲ့မိသားစုတွေဘေးကင်းကြပါဘူး ယရနာလေးရဲ့မိသားစုကျမတို့ဂျင်းနှမ်းမှာပူကောင်ခံစားနေရတယ်လို့အဲ့မိမရဲ့ဘဝအဲ့မိမရဲ့ကားစဉ်ကြီးဆက်မိမိသားစုအလျောက်အေးချမ်းကြပါတယ်လို့ဆုတောင်းပေးတယ်